နိုင်ငံတော်မှာစစ်မှားစည်းကမ်းပြည့်ဝတဲ့ပါတီဆိုဒီမိုကရေစီစနစ်ခိုင်မာစေရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုတည်ဆောက်ရေးကိုကျွန်တော်တို့ဆွေးရကရည်မှတ်ချက်ထားဆောင်ရွက်လေးရှိနေပါတယ်ပြည်သူလူထုလိုရတဲ့ပါတီဆိုဒီမိုကရေစီစနစ်ကိုအများဆုံးပြန်လည်ကောင်ထယ်ပေးနိုင်ဖို့အတွက်လာမယ့်ဒီဇင်ဘာလအတွင်းမှာလွတ်လပ်ပြီးတရားမျှတမှုအပြည့်ရှိတဲ့ပါတီဆိုဒီမိုကရေစီထူးထူးရွေးကောက်ပွဲကိုကျင်းပပေးနိုင်ဖို့ကြိုးပမ်းဆောင်ရွက်လေး ရှိနေပါတယ်ပါတီဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုရတယ်ဆိုလို့ရှိရင်အဓိကဖြစ်တဲ့ရွေးကောက်ပွဲအအောင်မြင်မြင်ပြိမောက်နိုင်ဖို့အတွက်မိဘပြည်သူများအနေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့မြစ်တမ်းရက်ခံလိုပါတယ်ကျွန်တော်အစိုးရအနေနဲ့နိုင်ငံတော်နဲ့နိုင်ငံသားအားလုံးရဲ့အကျိုးစီးပွားကိုအကောင်းဆုံးအကောင်အထည်ဖော်ပေးနိုင်ဖို့အတွက်အစဉ်တစ်ဖြင့်ကြိုးပမ်းဆောင်ရွက်လက်ရှိနေပါတယ် နိုင်ငံတော်ကဆက်လက်ရှောက်လန်းမဲ့ပါတီသူဒီမိုကရေစီပေါ်ဆောင်မှုမှာနိုင်ငံသူနိုင်ငံသားများအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့လို့ညစ်တဲ့ကိုနှုတ်ခွန်းဆက်စကားပြောကြားလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ